မင်္ဂလာပါရှင် listener heaven channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်မင်္ဂလာရှိသောနေ့လေးတစ်နေ့ဖြစ်ပါစေနော်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စိုင်းဆရာတိတ်ပံမောင်ဝရေးသားထားတဲ့ဝိတ္ထုဆောင်းမဘောင်းချုပ်တဲ့ကကစားဝိုင်းဆိုတဲ့အပိုင်လေးကိုဖတ်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ကျမကတော့နန်းတိမ်ကြီးဖြစ်ပါတယ်ကြည့်ပါဦးတော့ဘာလုပ်နေရတာတော့ဘာလုပ်နေရမှာလဲ ရုပ်ဖြတ်နေတာပေါ့ဗျာ။ကဲကြည်စမ်းတောသားနဲ့တူရဲ့လား။နေပါဦးတောသားနဲ့တူရင်ဘာလို့မလို့လဲ။ရုပ်ရှင်တွေကိုတွားတွားကြည့်ပြီးအယူထမနေစမ်းပါနဲ့။အယူထတာမဟုတ်ဘူးရှင်မရဲ့။ညောင်ဝိုင်းပိုင်းရွာဖျားဝဲတွားမလို့။ဖျားဝဲတွားတာနဲ့တောသားလိုရုပ်ဖြတ်တာနဲ့ဘာဆိုင်လို့လဲ။ဆိုင်လို့တောသားလိုဝစ်တာပေါ့မိမယာအตาနေစမ်းပါ။ ဆိုင်နေဆိုရင်လင်းစမ်းမအောင်ဆရာရဲ့ဘဲနဲ့ဝင်တော့ကိုဆရာလို့ခေါ်ရတာတော့ကဲလင်းစမ်းပါအောင်ဝင်ထောင်မင်းရဲ့တောင်းပန်လို့ရှိမှလင်းရတာပေါ့ဗျာအခုတလောဖျားဝဲတွေမှာအမိတ်မရပဲကစားဝိုင်းတွေလုံနေကြတဲ့တနေ့ကပဲကန်စုဖျားဝဲမှာပလိတယောက်ကစားဝိုင်းသွားဖမ်းလို့ရိုက်လွတ်လိုက်ပါဘောကစားဝိုင်းသွားဖမ်းမှာမဟုတ်လေရဲ့လား ဟုတ်ပါတယ်ဗျာအလင်းတော့လိုက်ရအောင်သွားတာမဟုတ်ပါဘူးအခုလောက်ကြာလို့မှမောင်လူအေးအကြောင်းမသိသေးဘူးလားမလဲဝတ်ပါဘူးဆရာရဲ့ဘဲနဲ့မင်းကတော်ကိုဆရာလို့ခေါ်ရတာတော့အေးလေရောင်လို့မင်းကတော်ရဲ့မတီးဘူးလေကိုကိုတို့ယောက်ျားတွေဟာအင်မတန်မှညံများတယ်ကစားဝိုင်းသွားဖမ်းနေပဲထားလိုက်ပါအောင်ရုပ်ဖြက်ပြီးမှသွားဖမ်းရမယ်လို့ဥပဒေကဆိုသလား ရိုးရိုးဝစ်ပြီးသွားရင်ဘယ်မိမှာတော့ဝင်တော့လာတဲ့ကြားတာနဲ့ကစားဝမ်းတွေကိုတိမ့်လိုက်မှာပေါ့ဒါဖြင့်မြင့်လဲလိုက်ခြင်းနဲ့လကလည်းတိတ်တာတာပဲဟာလိုက်လို့ဖြစ်ပါမလားလူတွေရိတ်မိကုန်လိမ့်မယ်မရိတ်မိအောင်မြင့်လဲရုပ်ဖြတ်သွားမှာပေါ့ကိုင်းများဒီလိုဖြစ်ရင်လဲလိုက်ရှင်လိုက်ခဲ့မြင်မြန်ဝစ်သွားလဲအချိန်များများမရှိတော့ဘူးခင်တန်းမြင့်မိမိအခန်းထဲသို့ဝင်သွားပြီးခဏကြာလင်းထွက်၍လာ၏ ယောက်ျားလေးနဲ့မတူလား။음။ပေါ့ဖော်ကလေးနဲ့တော့တူရဲ့။ဒါပေမဲ့တရုတ်ဘောင်းမီကိုနည်းနည်းမြှင့်မအောင်နေလွန်အာမကြည့်ဘူးလား။ကက်အုပ်ထုပ်ကြားထဲကထွက်နေတဲ့စံစားတွေကိုတွင်းလိုက်ပါအောင်။ကိုင်းသွားကြစို့။အရင်လိုတယ်ဆို။နေပါအောင်နေပါအောင်။မျက်နာကတနက်ခါးတွေကိုတော့မဖြတ်တော့ဘူးလား။နားကနကက်လက်ကလက်ကောက်တွေကိုမချစ်တော့ဘူးလား။တော်တော်ညံသေးတကူ။ဒီလိုနဲ့ စုံတော့လို့လို့မဖြစ်သေးပါဘူး။အေးဟုတ်သားပဲမျက်နှာတော့တက်လိုက်အောင်မယ်။ရေချိုးခန်းထဲသို့ ခင်တန်းမြင့်ဝင်သွားလေသည်။အတန်ကြာလဲထွက်လာခဲ့၏။အဲနေရကြပြီ။ဒီတခါတော့ဘသူမှမှတ်မိမှာမဟုတ်ဘူး။သွားကြစို့။ဤသို့ဆိုပြီးလင်နှစ်ယောက်သားမြင့်စိတ်သို့ဆင်းလာခဲ့ကြ၏။အချိန်ကခုနှစ်နာရီထိုးပြီ။လမ်းထဲတွင် အကျွမ်းဝင်သူမိတ်ဆွေတယောက်မျှမတွေ့။ မကြမီမြစ်စိတ်တမန်ဆိုင်ထားရာသို့ ရောက်ကြ၏လာမင်းလဲဝင်းပတောက်ထင်းလျက်နေလိမ့်ပြီတမန်တွင်ကတပည့်မောင်ထွန်းဖေးဆောင်းစား၍နေလိသည်တမန်ပေါ်သို့မောင်လူအေးတို့ရောက်ကြသည်နှင့်တပြိုင်နက်တမန်ထွက်လီတော့၏တမန်ဦးလာတာတာတွင်ထိုင်ကစစ်လိတ်ဖွာလိုက်ပါလာသောမြေဘဲကိုဝါလိုက်စကားပြောလိုက်နှင့် နေကြလိသည် လေကလည်းတဖြူဖြူရေပြင်ကလည်းတဖြက်ဖြက် လာရောင်ကလည်းဟက်လိုက်ပြန်သောအခါစိတ်တက်ကိုအထူးကြည်နူးစေ၏၎င်းတမန်ပေါ်တွင် အုတ်ချုပ်ကမင်းလုံ၍လာသူအဘဒူယာမန်မှလည်းလေကောင်းကောင်းရာသောကြောင့်ရွက်ကိုလွှင့်ကာရွက်တိုက်၍လာ၏တမန်ကိုခတ်ရန်မလိုပဲ့တွင် ထုံးဖေနှင့် ရှင်ထိုင်ကတချင်းကလေးတအေးအေးနှင့်လိုက်လာလေသည် သူဆိုသောတချင်းကလေးကစွဲငင်သောအတံများ ချွဲပစ်တော်အတန်များဖြင့်ရောပြွန့်လျက်နေသောကြောင့်လွန်ခြင်းဟူ၍ယူဆပွဲရှိလေသည်ခေါ်တော်စိန်ကျူးကြာညောင်ပြီလောခေါ်တော်မဲစာတောင်ကြီးပြီလောခေါ်တော်ရေကင်းတန်ပြီလောဟု တွေးတော်မိပြီ၏အဘဒူရမန်မာစေတကောင်းတွင်ထားခဲ့ရသောမိမိ၏ခြေစနီးအားလွန်းစွတ်တန်းတာနေဟန်တူလေသည်တလွန်းနေလွန်းတချွဲတဲ့ချွဲလွန်းပွဲကြီးကိုခံနေလေပြီ တို့နှင့်၈နာရီထိုး၏ညောင်ဝမ်းရွာတို့မနီသေး၉နာရီထိုးပြန်၏ညောင်ဝမ်းရွာတို့မရောက်သေးထို့နောက်၁၀နာရီထိုး၏ဒီတော့မှညောင်ဝမ်းရွာတို့ရောက်ကြလေတော့သည်တမန်ဆိုင်ရာတွင်ပွဲလာသူတို့၏လှေများလဲမနေပြီစူစူညံညံနှစ်ပင်စကားပြောကြတချင်းဆိုကြပြက်လုံးထိုးကြနှင့် တပြောတပါထိုလ်လူတို့တိုက်ပွဲသို့သွားကြလေသည် မောင်လူအေးတို့လည်း၎င်းလူစုနှင့်ယောဂါပါသွားလေသည် မေလာမြန်လာ စကားပြောလာနှင့်ပင်ပျော်စရာကြီးပေပါပေ300လောက်သွားမိလင်ပွဲရှိရာကွင်းပြင်ကြီးသို့ ရောက်ကြလေတော့သည်ပွဲတွင် လူသူကြီးကမနေပြီလူ2000ခန့်ရှိပေလိမ့်မည်လှဲဝိုင်းကြီးကလည်းပွဲကိုဝိုင်းလျက်လှဲအစီပေါင်း300ပင်ကြော်အုံးမည်မစီကားပဲနေနိုင်ပါမလား အင်္ဂလန်စင်ရဲ့ဇက်ဟာကို မောင်လူအေးတို့ပွဲသို့ရောက်သောအချိန်ကဝင်းကြီးများအချိန်ဖြုံးနေသောအခါဖြစ်သောကြောင့်တပွဲလုံးကြွက်စီကြွက်စီနှင့်သာအခါပေတည်းမောင်လူအေးနှင့်ခင်တန်းမြင့်တို့လည်းပွဲဘက်သို့တစ်ချက်မျှလှဲ့ကြည့်ကြပြီးနောက်ပွဲစည်းတန်းရှိရာသို့ခြေဦးလှဲ့ကြကုန်၏ရောက်ကြလေပြီဟောဟိုမှာလာလာကစားဝိုင်းတွေမဟုတ်ပါလားအစ်စ်ပေါ်ကစားဝိုင်းတွေမှမနှဲပါဘူး 15ဝိုင်းတော့မကရဲလဲရဲကြတဲ့ကစားသမားတွေပဲမရဲပဲနေပါမလားတကြီးမင်းအမိန်ပေးတာကိုပွဲစည်းရိတ်တဝိုင်းနှစ်ချက်ပေးကြရသတည်းတော်လဲတော်တဲ့တကြီးပေပဲလှုပ်လိုက်ွယ်အလုံမပြုတ်ခင်၎င်းကစားဝိုင်းတွေကို ရုတ်တရက်ဖမ်း၍မဖြစ်မတော်အုပ်အုပ်ကြက်ကြက်ဖြစ်ပြီးပွဲလန့်စရာ အကြောင်းရှိလေသည် ပွဲလန့်လဲအားလုံးကိုလဲမိမိမဟုတ်တယောက်ယောက်က စိတ်ပေါက်ပေါက်နဲ့နောက်ကနေပြီးနှက်လိုက်မှဖြစ်လေအခက်ဤဤင်း၌အကျမ်းမှုကိုအနုနှစ်သာအောင်စေရမည်မကြမီတောသားမောင်လူအေးနှင့်ပေါက်ဖော်ခင်တန်းမြင့်တို့ကစားဝိုင်းရှေ့တွင်ထိုင်ကကစားနေကြလေပြီထုံးဖေက၎င်းတို့နောက်နားတွင်ဝရင်တို့တချောင်းကိုကင်ကရက်လျက်စောင့်နေရှာ၏ကင်ပေါက်ဖော်ထိုးလိုက်ကြက်ရားကိုထိုးလိုက်ကံတက်တက်ပြညံမဖပူဟော ွင့်လိုက်မယ်လက်ရှောင်းဂလုံးနှကောင်နှကားပြဂလုံးနှကောင်အတွက်ကတမက်ယူနှကားအတွက်ကတမူကျန်နာအားလုံးစားလိုက်ပြီး ထိုးပြနော်ထိုးကိုထိုးမှကိုရမယ်ရက်ကြည့်နေလို့အမျက်မရှိဘူးဗျထိုးကြည့်မှအကျိုးတည်မယ်ပတ်စံရှားတဲ့အခါအကျိုးရှိတာကိုလောက်ကြပါဗျ gain ဖွင့်ပြီစသဖြင့်ဒိုင်လို့သူမှာအတွင်သားအော်လေးရဲ့နေပြီပောက်ဖို့ခင်တန်းမြင်မှာငွေတကြက်ခန့်နိုင်နေလေပြီ တောသားမောင်လူအေးကငားမူခန့်ရှုံးနေလေသည်လေးငါးချိန်လောက်ထိုးပြီးလင်မောင်လူအေးနေရာမှထ၏ခင်တန်းမြင်လဲထရလေသည် မထခြင်းထခြင်းဒိုင်လို့သူကဒီလိုအနိုင်နဲ့မပိုင်းသွားနဲ့လေပေါ့ဖို့ထိုးပါအောင်ဟုဆို၏ဤဆိုင်မှထားပြီးလင် ထိုးဆိုင်သို့ သွားကြပြန်၏ဤနီအတိုင်းဝိုင်းတိုင်းလိုလိုခဏမြလိုက်၍ထိုင်၏နိုင်ဝက်ခန့်ကြားခဲ့လေသည် ဒိုင်လုတ်သူတွေဤမျက်နာများကိုလည်းအသေးအချာမှတ်မိခဲ့လေပြီ။ပြီးလင်ပွဲစည်းရန်တို့ထွက်ကတကြီးမင်းကိုရှာ၍မတွေ့နိုင်။သုံးလေးခောက်ခံကြလေပြီ။ပွဲစည်းရန်ဘူးသီးကျော်ဆိုင်တွင်ဝင်ထိုင်ကဘူးသီးကျော်ကိုဝယ်စားကြစေ၏။ဤခါကမောင်လူအေးတို့လွတ်လပ်ခွင့်ရသောအခါကြီးပေတည်။ဘူးသီးကျော်သည်အတော်ကြီးဤအနီးတွင် မျက်နှာချီဖွေးအောင်လိန်ထားသော အပြူကလေးကသားနာစွာထိုင်နေပေ၏။ ကာလာသားအပေါင်းတို့လည်းဒုတ်ကိုစီကိုင်းကဆက်လက်ကိုစီခဲကဤဆိုင်နာတွင်ရေဝဲရေဝဲ လုံနေကြပေ၏အကျဉ်မိမ့်မပြိုကလေးကခင်တန်းမြင့်ဘူးဒီကျော်စားနေသည်ကိုစိုက်၍ကြည်နေလေသည်ခင်တန်းမြင့်က ပြုံး၏ထိုတငယ်မက ပြန်၍ပြုံးလေသည်ခင်တန်းမြင့်ကမျက်စပြစ်၏ထိုတငယ်မလည်းပြုံးတော့ပင်မောင်လူအေကရေချင်းချင်းတော်သားကိုလူပြူတို့လည်းခင်တန်းမြင့်အား မျက်စောင်းတခဲခဲနဲ့နေကြလေသည်၎င်းတို့ဤရန်ကိုကြောက်သည်နှင့်ဘူးဒီကျော်ဆိုင်မှထွက်ခဲ့ကြပြီလင်တကြီးကို ရှာရန် ပွဲစီတို့ထွက်ခဲ့ကြပြန်၏ရောက်လေပြီဟောဟိုပွဲလေကောင်မှရက်နေတာတကြီးမင်းဥဆန်ရမဟုတ်လားအစ်စ်ပေါ်အမေခေါင်းပေါင်းကိုကြော့အောင်ပေါင်း secret ဖွာလိုက်လို့မျက်မှန်ကိုလည်းတက်လိုက်သည်อืมတကြီးမင်းဂိုက်ထုတ်လို့ကောင်းတော့ပေါ်ဟိုလူမန်လိုက်ဒီလူမဲလိုက် ဟိုအယံမူးကိုနှင်လိုက်နဲ့အလုတ်ရှုပ်လျက်နေလေတော့ဒီတကားဟိုဘန်းနားမှာလဲပလိတ်ကိုတော်မြတ်တွေခေါင်းအုံတွေဂရင်တွေနဲ့အခမ်းသားတဲနေရကြပါကလားပွဲမှာကစားဝိုင်းတွေအကြီးအကျယ်လုံနေတာမတိကြလေရော့သလားနော် ကောင်းကြပါပြီဆရာတို့မောင်တို့နေကြပါအောင်တကြီးမင်းကိုလက်ဦးအလုတ်ပေးမယ်တော်သားမောင်လူအေးဒီတကြီးမင်းအနည်းတို့ရောက်သွားလေပြီ ထိုလူ ဘူးမသိဘာမသိနဲ့တကြီးမင်းအနာသွားတယ်အကန့်ခံခြင်းနဲ့ထင်ပါရဲ့ဤကပွဲကြည့်သူတွေဤထင်မြင်ကြမောင်လူအေးကတကြီးမင်းမာလာခမဟုတ်တယ်ဘာလို့ရှင်လို့လဲအပြင်ဘက်ကိုခဏလိုက်ပါလို့ပြောခြင်းလို့မင်းကလိုက်ဆိုရင်လိုက်မာလာကွယ်မေးပွဲတဲကနေအခုထွက်သွားချုပ်ထားရမလားဟမ်မဟုတ်ဘူးတကြီးမင်းရဲ့အပြင်ဘက်မှာရံပစ်ကြမလို့ စကားများနေကြတယ်။တဲဒီကောင်တွေဟာဘသူတွေလဲ။ဒင်းတို့ကိုချုပ်ထားမှတော်မယ်။ပလိတ်တော်မင်းတွေရောက်နေတာတော့ပမာမကန့်။လာသွားမယ်။အပြင်ရောက်၍ကစားဝိုင်းများအနာတို့ ရောက်တော့ခါတကြီးမင်းကဘယ်မလဲမင်းပြောတဲ့ကောင်တွေ။မရှိတော့ဘူး။ဒီကစားဝိုင်းတွေအနာမှာစောစောကစကားများနေကြတယ်။ဒါထက်ကစားဝိုင်းတွေအတွက်အမိတ်ရရဲ့လားတကြီးရဲ့။ခေါင်းငုံ၍ပြောလေသည်။ဟေးကော မင်းနဲ့ဘာဆိုင်တယ်လဲငါအမိန်ပေးတယ်မင်းဘာလူဘာဝတယ်လဲမဝပါဘူးတကြီးရဲ့နေပိုင်ဝင်တော်မင်းလာတယ်ကြားလို့ပြောတာပါဟမ်ဘမလဲဝင်တော့မင်းမြင်သလားအဟုတ်လားသလားကစားဝိုင်းတွေကိုမြင်သွားသေးသလားဤတို့ပြူတူးပြတာတကြီးမင်းမင်းနေ गाय မောင်လူအေးလဲခေါင်းပေါ်မှာခေါင်းပေါင်းညင်ညစ်ကိုချော့လေပင်တွင်ပတ်ထားသောမျက်နှာတုပ်ဘွားဟောင်းဟောင်းကိုဖြုတ်လိုက်၏တကြီးမင်းကြက်တေတေနေလေပြီ စကားမပြောနိုင် မြေကြီးပေါ်တွင် ထိုင်ကရှခိုး၏မောင်လူအေးမထိုင်စေစကားမပြောစေရှခိုးချင်းကိုလည်းတား၏လူများရိမ့်မိသွားပြီးစိုးသောကြောင့်တည်းခင်တန်းမြင်က လက်ပိုက်ကရက်နေပေ၏မောင်လူအေး၏အမိတ်အယမောင်ထွန်းပင်လည်းပလိတ်တော်မင်းများကိုတွား၍ခေါ်လိပြီမကြမီရောက်လာကြကုန်၏၎င်းတို့မျက်နှာများတွင်သွေးမရှိ မောင်လူအေးကကစားဝိုင်းတွင်ကို ခက်လန်းလန်းမှလက်ညှိုးထိုး၍ပြ၏ကျွန်တော်မျိုးတို့ပွဲကြည့်နေကြတာနဲ့ကစားဝိုင်းတို့ရှီမမ်းမသိကျွန်တော်မျိုးတို့လည်းအခုပဲရောက်ကြတယ်ကောင်းပြီစကားရှိမနေကြနဲ့နောင်မဓာရီရှင်းတာပေါ့ပလိတ်တော်များကတော့ကစားဝိုင်းတွေကိုဖမ်းပြီးနက်ဖြန်ဆယ်နာရီကြုံယုံကိုတင်းလိုက်ဒိုင်းတွေမျက်နှာတွေကိုတော့မှတ်ပြီးပြီမဟုတ်တဲ့လူတွေကိုလည်းစွဲမထည့်ကြပါနဲ့ဆရာတို့တကြီးမင်းကတော့ပွဲကိုတင်းလိုက်ကိုင်းကျုပ်တို့သွားမယ် ဤသို့စီမံခံခွဲပြီးလင်တမန်ရှိရာသို့၃ယောက်သာခတ်တုတ်တုတ်လှမ်းခဲ့ကြ၏မနီးမဝေကစားဝိုင်းများမှ ထိုးကြထိုးကြကိုထိုးမှ ကိုရမယ်ရက်ကြည့်လို့အမျက်မရှိဘူးထိုင်ထိုးမှအနိုင်တိုးမယ်စားသောအတန်များလဲစူညံတော့ပွဲတွင်လဲအင်္ဂလန်စိန်ထွက်သည်ဖြင့်တပွဲလုံးလက်ခုပ်လဝါတီကဩပါပေးတော့မင်းဩသူတို့တွေနေပိုင်ရဲ့အမိန်ကိုမကြားကြသေးဘူးထင်ပါရဲ့ မိမိတို့စီလာသောတမန်ရှိရာသို့မောင်လူအေးတို့ရောက်ကြ၏ပွဲတွင်လဲစူညံစူညံအုပ်အုပ်ကြက်ကြက်ဖြစ်၍သွားတော်သည်ပွဲသိမ်းကစားဝိုင်းဖမ်းမိဟုတိရသည်နှင့်တပြိုင်နက်ရွာမှထွက်၍လာခဲ့ကြ၏လာမင်းလဲတောက်ပလျက်ပင် လေလဲတဖြူဖြူမောင်လူအေးကခင်တန်းမြင်အားဘူဒီကျော် အတော်ကြီးရဲ့တမီးကိုဘာပြုတ်လို့မျက်စပြစ်ရတာတုံးဟုမေး၏ပြစ်မှာပေါ့ မြင့်ကိုစိုက်ကြည့်နေတာကို မြင့်မနေတပူကိုကိုမခံကျင်လို့လားကိုကိုအဆက်မို့ထင်ပါရဲ့မဟုတ်ရပါဘူးဗျာဟိုတောသားငနေတွေကမျက်စောင်းတခဲခဲနဲ့နေတာမြင်းလို့ပြောတာပါ ပေါက်ဖော်ရဲ့အားလုံးပဲကျင်းတဲ့နှစ်တန်နိုင်ကြပါသေးရှင်မိတ်ဆွေတို့ရေစိတ်ဤချမ်းသာခြင်းကိုဤကျမ်းမာခြင်းပေါင်းနဲ့တလုံးတူပါလေပြည့်စုံနိုင်ကြပါသေးရှင်